ဒီနေ့အတွက်ကျွန်တော်ရွေးချယ်ထားတဲ့နှုတ်ကပတ်တော်ခေါင်းစဉ်ကတော့ကိုယံသူကဲ့သို့မှတ်ပါတဲ့ဖတ်ကြည့်အောင်ပါလေကိုယံသူကဲ့သို့မှတ်ပါဆိုတော့ကျွန်တော်တို့ယံသူလို့မှတ်ရမှာကဘာလဲဆိုတော့ကိုယ့်ကိုဖြည့်ဆည်းမဲ့အရာတွေကိုယ့်ကိုဖြည့်ဆည်းစေမဲ့အရာတွေကိုယံသူလို့ကျွန်တော်တို့သတ်မှတ်ရမှာ ဖြစ်တယ်ဥပမာကျမ်းမာရေးအရာဆိုရင်ကိုယ်နဲ့မတည့်တဲ့အရာတွေကိုယံသူလို့ကိုသဘောထားရမှာနော်ကိုယ်နဲ့ နော်ကိုယ့်ရဲ့ကျမ်းမာရေးပျက်စီးစေမဲ့မူရဆေးဝါးတွေမှဆိုရန်သူလိုသဘောထားပြီးတော့မှနော်ကျွန်တော်တို့ကအသက်ရှင်ရမှာဖြစ်တယ်ဟာလေလုယာနော်အဲ့တဲ့မြင့်၍ကျွန်တော်တို့ရန်သူကဲ့သို့မှတ်ရမှာကဖျားမကြိုက်သောအရာတွေကို ကျွန်တော်တို့ကရန်သူကဲ့သို့မှတ်ရမှာဖြစ်တယ်ဟာလေလုယာဖျားကတန်ရှင်းတယ်ကောင်းမြတ်တယ် ဆုံးလင်းနေဆိုပြီးတော့မှအခြားသောဖျားယွန်ရှာတဲ့အရာတွေနဲ့ကျွန်တော်ကဖျားနဲ့အတူတူထားရှိစေချင်တာမျိုးဖြစ်လို့မရပါဘူးအာမင်ဒါကြောင့်ဆာလံဆရာကြီးက136ခုမြောက်သောဆာလံမှာဘလို့ပြောသလဲဆိုတော့ပိုင်ငယ်27မှာအိုးထာဝရဖျားဖျားကိုရောကိုမုံသောသူတို့ကိုအကျွန်ုပ်မုံပါသည်မဟုတ်လောအာနာတော်ကိုဆန်သောသူတို့ကိုအကျွန်ုပ်ယွန်ရှာပါသည်မဟုတ်လောထိုသူတို့ကိုစိတ်နှလုံးအကျွင်းမဲ့မုံပါဤ ကိုရန်သူကဲ့သို့မှတ်ပါ ਈ အဲ့မှာခဏရထားမယ်နော်။ तू က तू မုန်းချင်တဲ့သူရှောက်မုန်းတာမဟုတ်ဘူး။ तू တတ်မှတ်ချင်တဲ့သူတွေကိုဒီလူငါရန်သူတို့တတ်မှတ်လိုက်ပဲငါကြည့်လို့မရအောင်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကိုရောမုန်းတော်သူတွေကိုရောကိုလက်မခံတဲ့သူကိုရောနဲ့တနည်းအားဖြင့်ကိုရောနဲ့အတူတူရှိလို့မရတဲ့အရာတွေဒါတွေကိုဆလန်ဆရာကသူ့ရဲ့ရန်သူလို့ပါ तू ကတတ်မှတ်ပလိုက်တာ။ဒီနေ့ဖျားမနစ်သက်သောအရာတွေကိုရန်သူကဲသို့တတ်မှတ်နိုင်သောသူများဖြစ်ဖို့ဖျားရှိကောင်းကြီးပေးပါစေ။ ဟာလေလုယာဆူတောင်းပြင်းစေတဲ့ຢာကတင့်ရဲ့မိတ်ဆွေလုံးဝမဖြစ်စေနဲ့ဟာလေလုယာအဲ့ဒါကယန်သူဖြစ်တဲ့အရာဖြစ်တယ်အာမင်ဖခင်ရဲ့နှုတ်ကပတ်တော်နားထောင်မယ်ဆိုရင်နော်ဘလို့မန်းကိုမသူအိတ်ချင်တာနော်အဲ့ဒါလုံးဝမိတ်ဆွေတော့မလို့မတော်သင့်ဘူးနော်ချူရရှိတယ်နော်ကိုနဲ့မတဲတဲ့ကိုရဲ့ကျမ်းမာရေးအတွက်မကြိုက်တဲ့အရာတွေကိုမှစွဲလန်းမိတယ် ရန်သူကဲ့သို့သဘောထားနိုင်ဖို့ဝိညာဉ်တော်ကမဆပ်ဖို့ဖျားရှင်ကောင်းကြီးပေးပါစေ။ထိုးတဲ့ပိုးရေးဖျားမနစ်သက်တဲ့အရာဆိုရင်အာမင်။ကျွန်ရှာရဲမရှိဘရီကောကလူစွမ်းကောင်းလှုပ်ချင်လို့မတက်ကြီးရက်နေတာမဟုတ်ဘူးနော်။တိတ်မချားလိုက်လို့ရောင်ဝါးဝါးနဲ့မတက်ရက်တာလည်းမဟုတ်ဘူးနော်။အာမင်။သူတို့ကငါမတပါအချားသောဖျားကို မကိုးကွယ်ရဆိုတဲ့ဖျားရဲ့ နော်သဘောတော်အဲ့ဒီအလေလာကိုတည်တဲ့အခါမှာသူတို့နှလုံးသားကငင်းဆန်တယ်ဖခင်ကလွဲပြီးတခြားရာတော့ငါမကိုးကွယ်နိုင်ဘူးဘင်ကြီးကိုလည်းလေးစားတယ်ကြောက်လဲကြောက်စရာကောင်းပါတယ်သို့တော်အဲ့ထက်ပို၍ဖခင်ကိုရွေးချယ်တာဖြစ်တယ်အာမင်ဒါကြောင့်ဆာလန်စီယာကကိုရန်သူကဲ့သို့မှတ်ပါ යි ဆိုတော့ကိုရန်သူကဲ့သို့မှတ်စရာအများကြီးရှိတယ်တမဒီလရဲ့ခေါင်းစဉ်ကဘာလဲအကျွေးများပယ်ဖြတ်တော်လာအာမင် မနေ့9နာရီချိန်မှာကျွန်တော်ဝင်ရတယ်ကျွန်တော်တို့ရဲ့အကျွေးတွေထဲမှာအဆက်တင်ဆုံးဆက်ဖို့အလိုအဆုံနံပါတ်1ဟာအပြစ်ကျွေးဖြစ်တယ်အာမင်အပြစ်ကျွေးအလုံးကိုဆက်ပေးတယ်ဆိုတော့တနည်းအားဖြင့်ကျွန်တော်တို့เนาะဒီပြန်ပြီးတော့မှစကားပြေလို့ပြီးတဲ့ခါမှာဖွင့်ပြချက်နဲ့လို့ညီမချင်းပြန်သွားမယ်ဆိုရင်ဖခင်က အပြစ်ကြွေးအလုံးကိုဒီတိုင်းမတည့်သွားစေခြင်းနဲ့အတွက်သူဟာတပါးကြီးသောသားတော်ယေရှုခရစ်တော်ကိုဆေလွတ်ပြီးတော့မှကျွန်တော်ပြစ်ကြွေးအလုံးကိုဆက်ပေးတာဖြစ်တယ်။ဆိုတော့အဲ့ဒီသဘောတရားကိုကြည့်တဲ့အခါဖခင်ကအကျွေးရှိတာကိုမကြိုက်ဘူးလို့ကျွန်တော်တို့နော်နားလဲရတယ်ဒါဖွင့်ပြချက်အနေနဲ့လည်းခံယူလို့ရပါတယ်အာမင်ဆိုတော့မင်းတို့အပြစ်ကြွေးရှိကာတည်သွားလိုက်ကွာရတယ်မင်းတို့ဆွေစဉ်မျိုးဆက်တည်သွားမပြောဘူးအာရန်ကလေးကတင်ခဲ့တဲ့အပြစ်ကြွေးကိုရအောင်ဆက်ပေးခြင်းတဲ့နှလုံးသားကဘုရားရဲ့နှလုံးသားဖြစ်တယ်ဒါကြောင့် အပြစ်ကျွေးတွေကိုလည်းဆက်ပေးတော်ဖရားဖြစ်တယ်လို့တင်းရဲ့အကျွေးတွေကိုလည်းကြည်စီချင်တော်ဖရားဖြစ်တယ်အာမင်ဟာလေလုယာဒီလာဟာတင်းရဲ့အပြစ်ကျွေးတွေလည်းခြေတော်လာဖြစ်တယ်လို့ညင်ရတဲ့ငွေချေးမှစာ၍အကျွေးအလုံးခြေတော်လာဖြစ်ဖို့ဖရားရှိကောင်းကြီးပေးပါစေလက်ခုပ်တိလက်ဖရားကိုချီးမွမ်းရဟာလေလုယာဟာလေလုယာ တော်တခုတော့ရှိတယ်เนาะကျွန်တော်တို့မုန်းစရာဆိုတဲ့အထဲမှာရန်သူကဲ့သို့မုန်းရမယ့်အထဲမှာဒီနေ့ကျွန်တော်တို့ဖွင့်ပြချက်အနေနဲ့ဖះပြောခိုင်းတဲ့အရာလေးကတော့အကျွေးကိုလည်းရန်သူကဲ့သို့မုန်းပါအာမင်အခြေအနေတစ်ခုကြောင့်သင်ဟာအကျွေးเนาะရှိတဲ့အနေထားမှာရှိနိုင်တယ်သွားပြီးပတ်စံယူတာမဟုတ်ရင်တောင်မှเนาะဒီ system တစ်ခုခုကြောင့်အခြေအနေတစ်ခုခုကြောင့်ဒါပေမဲ့အဲ့ဒီအချိန်မှာသင်ဟာ အကျွေးရှိလို့ဆိုပြီးတော့အာလူကြားထဲမသွားနိုင်ရှက်ပြီးတော့မှဟိုမမကန်တဲ့စိတ်တွေနဲ့ထွက်ပေါက်ပေးဖို့ပြောတာမဟုတ်ဘူးနော်အရင်ဆုံးအဲ့ဒီအကျွေးမုံဆိုမုံဖို့ရန်သူကဲသူပြောတဲ့ခါရန်ကြီးလို့ဖြစ်သွားတယ်အဲ့လောက်ကြီးပြောမှပဲနည်းနည်းလေးနောက်တချို့ကရေးရေးလေးမြင်မဲ့ဖွယ်လည်းရှိနိုင်တယ်ဆိုတော့နော်နည်းနည်းခက်ကြီးကြီးကြိုပြောထားလိုက်တာနော်ဆိုတော့ကျွန်တော်တို့ယုံကြည်သူတွေဟာအကျွေးကင်းသောအသက်တာဖြစ်ဖို့ဘုရားကလိုတော်ရှိတယ်အာမင်ဟာလေလုယာတကယ်လို့တင့်မှာအကျွေးရှိတယ်ဆိုရင် အကျွေးရှိပေမဲ့တချို့တွေကအေးဆေးအဆင်ပြေနေတဲ့နေလို့ထိုင်လို့အဆင်ပြေတဲ့ဖွဲ့တွေရှိတယ်မဖြစ်သင့်ဘူးเนาะဘုရားကျေးဇူးတော်ကြောင့်ကျွန်တော်ဆိုငငယ်တွေကကလေးဆိုပြီးမထင်းနဲ့เนาะငငယ်ရွယ်နဲ့အကျွေးယူတဲ့ဖွဲ့တွေအများကြီးပဲเนาะတငယ်ချင်းချင်းကြောင်းခန်းနေမှာဆိုတချို့တွေအတိုးတွေပိုင်းနေတော့ယူတာအမလေးတော့မလုံးနဲ့ဘနဲ့ချက်တိုးဘာညာเนาะကျွန်တော်တငယ်ချင်းတွေရှိတယ်เนาะကျွန်တော်လည်းတငယ်ချင်းဟိုနေပဲအစုံနဲ့ နော်ရှိခဲ့တဲ့အခါမှာတချို့တွေကမထင်ထားလောက်အောင်ငယ်ပေမဲ့အမေတို့အမေတွေဖေးတွေဝယ်ပေးထားတဲ့ရွှေတွေဘာတွေကိုပေါင်ချလိုက်ပြီးတော့မှနော်ယူပြီးတော့မှတုံဖြုံပြီးတော့လုတ်ပြလိုက်တဲ့အဖွဲလည်းရှိတယ်။ဒီငယ်ရွယ်သောသူတွေမှလည်းတခါလေးနော်ကျွန်တော်အကျွေးတွေရှိတယ်ဖခင်ကဟောဘုရားကြီးဆိုချီးမှကျွန်တော်သင်းတော်သာသနာမှာနော်ဘက်ဆွန်ကနေဖခင်ကကျွန်တော်တို့ကိုတိဆောက်ပေးတာဖြစ်တယ်။အာမင်ဒီလမှာတော့ ဘုရားဘလောက်တိသင်ကိုစိတ်ဝင်စားသလဲဆိုတော့အသင်းတော်သာသနာရဲ့ခေါင်းစဉ်ပင်လင်သင်အကျွေးချေဖို့ဘုရားကပေးထားတဲ့ခေါင်းစဉ်ဖြစ်တယ်။အဲ့လောက်တိသင်ကိုဂယုစိုက်တာဖြစ်တယ်။ဟာလေလုယာ။အနာမရှိပြောဘုရားကအဲ့လောက်တိဂယုစိုက်တာနော်လို့ပြောရအောင်။အာမင်။ဟာဒီဖွဲ့တွေကခုံတွေချီမွန်းနေပြီတာပဲကွာတော်သူအကျွေးဘလောက်ရှိရှိဆိုပြီးဘုရားကလွတ်ပထားဘူး။သင်ရဲ့အကျွေးတွေချေဖို့လဲစိတ်ဝင်စားတဲ့ဘုရားဖြစ်တယ်။ဘုရားတော်စိတ်ဝင်စားတယ်ဆိုကျွန်တော်တို့လည်းစိတ်ဝင်စားတဲ့နေ။တချို့တွေကအကျွေးရှိပြီမဲ့စိတ်ဝင်စားဘူး။ နော်မနေ့ကကျွန်တော်ပြောသလိုပေါ့နော်လူတယောက်ကသူ့ရဲ့မွေးနေ့မှာမွေးနေ့အမတ်တရားအနေနဲ့လူများတွေစီကလိုက်ချီးထားတဲ့ပတ်စံအားလုံးသူ့ဘက်ကနေခြေပေးလိုက်တယ်မွေးနေ့အမတ်တရားဟာဒါတော့အဆင်မပြေဘူးနော်မွေးနေ့အမတ်တရားကျွန်တော်တို့နော်ကိုယ်ပတ်စံတွေမရတော့ဆုံးမဆွင်တော့အဆင်မပြေဘူးနေ့ရန်သူကဲ့သို့နော်ကျွန်တော်တို့ဒါကကျေးဇူးရဲ့ပြင်ပမှာပြောတဲ့နှုတ်ကပတ်တော်မျိုးလို့မခံစားစေချင်ဘူး ကျွန်တော်တို့လာတိုင်းအပတ်တိုင်းပြောနေမဲ့ခေါင်းစဉ်မဟုတ်တဲ့အတွက်ဒီလိုအခွင့်အရေးမျိုးကိုကျွန်တော်တို့နောက်တစ်ခါရမှာမဟုတ်ဘူးအာမင်ဒါကြောင့်ဒီနေ့သင်ရဲ့အကျွေးတွေကျွေဖို့ရန်တွဲနံပါတ်1သင်ရဲ့နှလုံးသားကနော်ငါဒီအကျွေးတွေကျေကိုချေရမယ်ဆိုတော့နှလုံးသားအရင်ဆုံးထားဖို့လိုတယ်အာမင်ဒါကြောင့်နော်ဂျေဆုတော်ကြောင့်ကျွန်တော်ငငယ်တွေကအခုချိန်ထိကျွန်တော်ဟာအကျွေးကင်းသောသူဖြစ်တယ်လို့ဂျေဆုတော်အားဖြင့်ဒီနေရာမှာကျွန်တော်ပြောနိုင်တယ် ီနေ့ထိုကဲသို့အကျွေးကင်းသောသူလောလောဆယ်မဖြစ်သေးရင်တောင်မှဖြစ်ခြင်းနဲ့နှလုံးသားနဲ့စတင်ပြီးခြေလန်းလန်းရအောင်ကျွန်တော်တင်းတော်ဒီအကျွေးကင်းသောအတင်းတော်ဖြစ်ရမယ်ဟာလေလုယာကျွန်တော်မိသားစုတွေအကျွေးကင်းသောမိသားစုတွေဖြစ်ရမယ်အာမင်ယုံကြည်သောသူများလက်ခုပ်တီးလက်အတီးပြုလက်ရယူရအောင်အာမင်ဟာလေလုယာအခုမချေသေးရင်တောင်မှအကျွေးချေမဲ့လမ်းကြောင်းပေါ်ရောက်ဖို့ရန်အတွက်အရင်ဆုံးအကျွေးချေခြင်းနဲ့စိတ်လေးရှိဖို့လိုအပ်တယ်အာမင် ဇက်ခဲဆိုလည်းကြည်လေသူ့ရဲ့ guilty ဖြစ်နေတဲ့စိတ်ကသူ့ရဲ့အပြစ်သူ့ရဲ့မကောင်းတဲ့စိတ်ကသူဖြစ်စည်းတယ်နေလို့မပြောဒါပေမဲ့တရက်မှာသူလုံးဝယုံထွက်လိုက်တယ်တော်ပြီငါဒီနေ့လွတ်မြောက်မှာဖြစ်တော်မယ်သူ့ရဲ့အဲ့ဒီအပြစ်ကျွေးကြီးကိုသူမုန်းလာတယ်ငါလူရီကလည်းငါ့ကိုမချစ်ဘူးငါလည်းကွာနဲ့ကိုအော်တိုဘတ်စိတ်မကြည့်ဘူးအဲ့တော့ငါဒီနေ့ယေရှုကိုတွေ့မှာဖြစ်မယ်ဆိုပြီးယေရှုကိုရှာတယ်သူလွတ်မြောက်သွားတယ်ဟာလေလုယာသူ့မှာငွေတော့လက်ထဲမှာရှိပေမဲ့အပြစ် ရှိသလိုခံစားရတဲ့အချွေးတွေအများကြီးရှိနေတာအဲ့ဒါလွတ်မြောက်သွားတဲ့နေ့မှာတော့ तू ဟာနော်အရာအားလုံးကိုနိုင်နင်းတော်သူဖြစ်သွားတယ်ဟာမေဒီနေ့တင်းရဲ့အပြစ်ရဲ့အခအသက်စွန့်ပြီးရွေးနှုတ်ကဲတင်ယုံမကတင်းရဲ့လက်ရှိ ရှိနေတဲ့အကျွေးတွေကိုလည်းဖခါကဆက်ပေးခြင်းတော်ဖခါဖြစ်ပါတယ်အာမင်ဒါကြောင့်ကိုယံသူကဲ့သို့မှတ်ရမယ်နည်းနည်းတော့ကြီးသွားသူဖြစ်ပေမဲ့အဲ့ဒီနှလုံးသားနဲ့တွားလိုက်မကြခင်တင့်အကျွေးကြည်လိမ့်မယ်အာမင် အကျွေးကိုအယံခင်တဲ့မိတ်ဆွေလိုပေါင်းလိုက်မကြခင်အကျွေးတွေပိုများလာလိမ့်မယ်အာမင်နော်တိုက်ဆိုင်ရင်လည်းနားလည်မယ်လို့ယုံကြည်ပါတယ်ခွင့်လွတ်မယ်လို့လည်းယုံကြည်ပါတယ်အာမင်အကျွေးလို့ပြောလိုက်တာနဲ့မနဲ့ဆက်နိုင်ရင်ဆက်နေလေဆက်နိုင်ရင်ဆက်ညဆက်နိုင်ရင်ဆက်ရမယ်ဆိုတဲ့နှလုံးသားမျိုးဒါကြောင့်ကျွန်တော်ဆိုရင်ကျွန်တော်ငငယ်လေးကဘာသူ့မှကျွန်တော်အကျွေးမပေးဘူးသူတို့ကိုကူညီတော့အဖြစ်အာမင် ျွန်တော်ကပေးချင်ပါတယ်ဒါပေမဲ့သူတို့ကူညီတော့အားဖြင့်ကျွန်တော် အများကြီးမတတ်နိုင်တော့လဲကျွန်တော်ပေးရင်ပေးတာပဲများတယ်အကျွေးပေးရင်အာအရင်စိတ်ညစ်ရတယ်နော်ပြန်ရမရှိလို့ချီးတယ်ဆိုတော့ပြန်ပေးဖို့ကလည်းမသေးချာဘူးဆိုတာလည်းတွဲရင်တွဲနေမှာပေါ့ပြောလို့မရဘူးဒါကတော့ဟိုချီးတဲ့ပုံစံနဲ့လည်းဆိုင်မှာပေါ့သူ့ရဲ့ပုံစံရုပ်တရက်နော်အရေးပေါ်တစ်ခုမပါလို့တယောက်စီကခဏယူတာဒါတွေကတော့ဒီအသေးပွဲလေးလို့ပြောတာမဟုတ်ဘူးလေနော်အားလုံးနားလည်မလို့ယုံကြည်တယ် ဆိုတော့ကျွန်တော်ကတော့အဲ့လိုမျိုးလာချီရကျွန်တော်မချီဘူးအဲ့လိုပြောလို့နော်ဆရာကမချီဘူးဆိုတော့တောင်းရအောင်ဟေ့လို့ရင်တော့ကျွန်တော်ချီနေမကောင်းဖြစ်သွားမယ်နော်200တို့500တို့ပဲရရင်ရမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ယုံကြည်သူတွေကအဖက်ဖက်ကနေဖရားကတိဆောက်ပေးနေတာဖြစ်တယ်။ဒါကြောင့်အဲ့ဒီအကျွေးကနော်တုတ်တန်ကြံခန်းကြီး20နှစ်အငယ်ခွန်မှာငွေရတတ်သောသူသည်ဆင်းရဲသောသူကိုအစိုးရ၏ ခြေငားယူတော်သူသည်ခြေငားပေးတော်သူ၌ကျွန့်ဖြစ်၏တဲ့ဟာကြောက်စရာကြီးနော်နော်ညောတော်ကောင်ကကျွန်တော်ဇုံဝမ်းအန်တီညိုကအရင်ချစ်စရာကောင်းတယ်ဆရာဟိုတစ်ခေါက်ဆရာကင်းမှပြောတာအကျွေးယူတဲ့သူတွေကကျွန့်ပဲလို့ပြောလိုက်တာဟာလန့်အောင်လန့်သွားတယ်နော်အဲ့ဒီစကလုံးကိုကြားရခါကျွန်မလုံးဝမနေနိုင်ဘူးတဲ့နော်ဒီနေ့မနေနိုင်တဲ့အထိဘုရားကနှုတ်ကပတ်တော်တင့်တယ်မှာထည့်ပေးဖို့လဲဖျားရှိကောင်းကြီးပေးပါစေမခြေသေးဘူးပြဿနာမရှိဘူးခြေဖို့လမ်းကြောင်းပေါ်မှာကျွန်တော်စတက်မယ်ဒီနေ့ ဟာလေလုယာဒီလမကုန်ခင်မှာအကျွေးချေခြင်းသတင်းကောင်းတွေကြားရမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာကိုယန်သူကဲ့သို့မှတ်ပါအာမင်အကျွေးကိုမိတ်ဆွေလိုမပေါင်းပါနဲ့အနောက်မှာရှိပြောရအကျွေးကိုမိတ်ဆွေလိုမပေါင်းနဲ့လို့ပြောရအောင်အကျွေးကိုယန်သူလိုမှတ်လို့ပြောရအောင်အနောက်မှာရှိရသူရောအာမင်ရန်သူလိုမမှတ်တဲ့အခါအရင်စင်ပြေတယ်ဝင်လာလိုက်ထွက်သွားလိုက်ဝင်လာလိုက်နဲ့ तू ကတော့တအားကို fellowship ရန်ကောင်းနေတာ နော်မိသားရအရင်ကောင်းနေတဲ့အချွေးရကျွန်တော်တို့ ਨੇ ဒီနေ့ရစပြီးတော့မှလမ်းမှာတွေ့လဲမခေါ်နဲ့အဲ့ဒီအချွေးကိုအာမင်နော်အဲ့ဒီအချွေးကတိတ်ရင်းနီးလို့ကောင်းတဲ့ကိစ္စမဟုတ်ဘူးနော်အဲ့ဒီအချွေးကိုလုံးဝအပေါင်းအသင်းမလုပ်နဲ့အာမင်ကျွန်တော်တို့ကဘေကံတော်သူတွေဖြစ်ရမယ်ဟာလေလုယာလက်ခုပ်တီးလက်ပြားကိုချီးမွမ်းရအောင်အာမင်ဆရာဒီပြီးခဲ့တဲ့အစာချောင်းဆူတောင်းမှာခရေဘုရားကရုတ်တရက်နော်ကျွန်တော်ကိုဖွင့်ပြတဲ့အရာ ော်နေ့လေးအားလဲဆမ်မော့ခွန်ပလဲဝင်ရတဲ့ထက်မှာအများကြီးပါသွားတယ်ဆာရန်စကူဘက်ချမ်းမှာလဲနော် sharing လုပ်တာတွေကျွန်တော်ကြားရတယ်နော်အဖြစ်ပြက်နော်ကျွန်တော်သိပြီးသားဖြစ်ပါဓမ္မရာဆိုရင်စရုဒ္ဓဆောင်အခန်းကြီး၄အငယ်၁ကနေပါတဲ့အရာဖြစ်ပါတယ်ဒါကတော့ prophet အမျိုးသားကြီးမယားတယောက်ဒီတဲ့အေလိရှေတန်တို့လာ၍ကိုရောကျွန်ကျွန်မကြီးခင်မွန်သေးပါပြီကိုရောကျွန်ဒီထာရဖျားကိုစမ်းစာပြပေးလို့ရမလား ိုရောကျွန်သည်ထာဝရဘုရားကိုယိုသေးသောသူဖြစ်သည်ကိုကိုရောသိတော်မူ၏ယခုမှကျွေးရှင်သည်ကျွန်မ၏သားနှစ်ယောက်ကိုကြွခံစေခြင်းကလာပါပြီဟုကြွေးကြော်လေခုနအပေါ်မှာရှိကျွေးယူထားတဲ့ချင်းကားတဲ့သူကကြွန်ဖြစ်တယ်တဲ့အခုဒီမှာနော်ကြားလို့မကောင်းနော်ပြောရမယ်ဆိုရင်တော့ prophet တဲ့အဲ့ prophet တေးသွားတဲ့ချိန်မှာသူ့ရဲ့မယားနဲ့သားတွေကိုထားခဲ့တာကအကျွေးဖြစ်နေတာနော်ကျွန်တော်တို့ နှစ်တော်တော်ကြာကြာတုန်းကအဲရင်းနှီးတဲ့နိုင်ငံခြားကဆရာကြီးတစ်ပါးကပြောတယ်အမှုတော်ဆောင်နော်ပြောပရိုဖက်တဲ့နော်ကြီးလိုက်ရင်တော့ထင်ကြီးဆရာကြီးဒါပေမဲ့အကျွေးရှိတဲ့ခါမှာဘာဖြစ်တယ်လဲသူ့သားတွေကကျွန်ဖြစ်မဲ့အခြေအနေမှာလက်တလုံးပဲလိုတော့တယ်အကျွေးအကျွေးသိမ်းခံရတော့မယ်ပါးနှစ်ယောက်ကိုကျွန်ဖြစ်သိမ်းတော့မယ်ဒီနေ့တင်မှာအကျွေးရှိတယ်ဆိုရင်ဟာရှက်ဖို့အားငယ်ဖို့စိတ်ပြတ်ဖို့မဟုတ်ဘူး အရင်လေအားတက်သွားဖို့တော့လည်းမဟုတ်ပါဘူးနော်အားပေးတာတော့လည်းမဟုတ်ပါဘူးဒီမှာ prophet ကအကျွေးရှိတယ်တဲ့ဒါကြေကျွန်တော်တို့နော်ဖះနဲ့ရှောက်လန်းနေရင်းနဲ့ကျွန်တော်တို့မတိလိုက်တဲ့အချိန်မှာအကျွေးတင်တော့အသက်တာလည်းဖြစ်တတ်တယ်ခေကာလကိုကျွန်တော်တို့မျက်ွယ်ပြူပြီးပြောနေတာမဟုတ်ပါဘူးအားလုံးရဲ့ခက်ခဲကြက်တဲတဲ့အရာကိုကျွန်တော်တို့ပြောနေတာဟိုမေ့ပစ်ပြီးတော့မှဘလိုင်းကြီးကျွန်တော်တို့ကမျက်စိစုံမိတ်ပြီးတော့မှအာမနာပါမနာနဲ့ပြောနေတာမဟုတ်ပါဘူး သင်အကျွေးချဖို့ရန်တွဲ့အသင်းတော်ကနေတဆင့်ဖရားကနှုတ်ကပတ်တော်နဲ့သင်ကိုအရင်ဆုံးပြုပြင်တိဆောက်နေတာဖြစ်တယ်။မကြခင်မှာသင်ဟာအမှန်တကယ်အကျွေးကင်းတော်သူဖြစ်ဖို့တိဖရားကပို့ဆောင်တော်မှာဖြစ်တယ်။ဟာလေလုယာဟာလေလုယာဒါကြောင့်ကျွန်တော်အမြဲတမ်းပြောတယ်အသင်းတော်ဟာသင်ပေးတော်နေရာဖြစ်တယ်။အသင်းတော်ဟာပြုစုတော်နေရာဖြစ်တယ်။အသင်းတော်ဟာပြုစုပြိုးထောင်တော်နေရာဖြစ်တယ်။သင်ကိုတစ်ချိန်လုံးချော့မော့တဲ့နေရာတော့မဖြစ်သင့်ဘူး။သင်တည်တည်တဲ့အရာကိုသင်ပေးတော်နေရာကအသင်းတော်ဖြစ်တယ်ပါလေ။အာမင်။ အဲ့ဒီအရာသင်တစ်ချက်တိသွားပြီဆိုရင်လုံးဝပွင့်သွားမှာဖြစ်တယ်အာမင်ဆိုတော့အဲ့ဒီအမျိုးသမီးကဖျားလူစီကိုလာတယ်တဲ့အဲ့လီရှဲစီကိုလာတယ်နော်ကျွန်မအကျွေးတွေရှိနေတယ်ကျွေးရှင်ကကျွန်မသားနှစ်ယောက်ကိုကျွန်ခံဖို့လာပါပြီလို့ကျွေးကြော်တဲ့ရအခက်ခဲဒုက္ခရောက်တဲ့အချိန်မှာဟောနေ့လေကဇမခေါင်လည်းပြောသွားသလိုဖျားစီကိုအရင်ဆုံးသွားတော်သူဖြစ်ဖို့လိုတယ်အာမင် ျွန်တော်ပဝင်ခြင်းမှာလည်းအများကြီးရှိတယ်เนาะကြုံတွေ့နေရတယ်ရှိတဲ့ခါမှာတင့်ရဲ့အကျွေးချေဖို့အတွက်တင့်ရဲ့အုံနောက်နဲ့ twist တွေလုပ်ပြီးတော့မှလူရဲ့ညံနဲ့ရှောက်ပြီးတော့မှမလဲနဲ့ရှောက်ပြီးမကြိုးစားနဲ့ပိုဆိုးသွားတတ်တယ်တခါလေးကြာအကျွေးတွေအများကြီးရှိတဲ့သူတွေကဒီဟာကျွေးယူတယ်ဒီဟာဆက်နေမှာဟိုဘက်ကနေပြန်ပြီးယူတယ်ဒီအကျွေးဆက်နေမှာဒီကနေယူတယ်ဟာအဲ့မှာအကျွေးတွေပတ်ပတ်လေဖြစ်သွားတာနော်ဒီတရားကကြည်ဖို့ဒီတရားကယူတယ်ဒီတရားကဟိုအတိုးပေးရမှာဆိုဒီဘက်ကလမ်းယူအတိုးတွေအကုန်ဖြန့်အကုန်ပေးเนาะအဲ့လိုနဲ့ နာမည်ပြတ်သွားတဲ့သူတွေတော့အများကြီးရှိတယ်။ဒီနေ့ဖခင်ကကျွန်တော်တို့ကိုအချွေးကင်းသောတတ်တာဖြစ်စေခြင်းနဲ့အာမင်။မနေ့က9နာရီမှာသင်အပြစ်ကြွေးတွေကိုခြေပြီးဆိုတဲ့နှုတ်ကပတ်တော်ကျွန်တော်ဝေငှပြီးဖြစ်တဲ့အတွက်ဒါကနော် series လို့တွက်မယ်ဆိုရင်တော့သင်ရဲ့အပြစ်ကြွေးတွေဖြေရှင်းပေးတော်ဖခင်ကသင်ရဲ့ငွေရေးကြေးဆိုင်ရာအကျွေးတွေကိုလည်းဖြေရှင်းပေးခြင်းတော်ဖခင်ဖြစ်ပါတယ်အာမင်။အဲ့ဒီခါမှာအီလိရှဲကပလိုင်းမပြောဘူးနော် သင်ဖို့ဘယ်သူငါပြုရမလဲသင်အိမ်၌အဘယ်ဥစ္စာရှိသနည်းဟုမေးလျင်တော့ကိုတော်ကျွန်မအိမ်၌စီတလုံးမှတပါအဘယ်ဥစ္စာများမရှိပါဟုပြောဆိုတော့တိတ်เนาะတခါလေကျရင် twist တွေအများများပြီးတော့မှအကျွေးချေဖို့အတွက်ကျွန်တော်တို့လှုပ်ဆောင်တဲ့အရာတွေရှိတယ်သင်ရဲ့ရှိတဲ့အရာကနေအစာပြုဖို့ဖြစ်တယ်တချို့သောသူတွေအတွက်ဖွင့်ပြချက်သို့မဟုတ်ဖခင်ရဲ့လမ်းညွန်ချက်ရတော့နှုတ်ခွက်တော်ဖြစ်မယ်လို့ယုံကြည်တယ် ်တင့်မှာရှိတဲ့အရာတစ်ခုခုကတင့်အကျွေးချေဖို့အတွက်လုံလောက်သောဖရားကပြင်ဆင်ပေးထားတဲ့အရင်းမြစ်လည်းဖြစ်နိုင်ပါတယ်အာမင်ထိုကဲ့သို့ဖရားလမ်းပြခြင်းကိုမြင်တွေ့ရဖို့ဖရားရှင်ကောင်းကြီးပေးပါစေဆိုတော့ခုနကျွန်တော်ကျမ်းစာမှာယန်သူကဲ့သို့မှတ်ပါတယ်မုန်းပါတယ်ဆိုတော့ဒီမျိုးသမီးက excuse လုပ်မယ်ဆိုလုပ်လို့ရတယ်ဟာကျွန်မကတားနေရောက်နေလေခင်မုန်းလဲတည်သွားအကျွေးရှိမှာပေါ့ကျမမဆက်နိုင်တာတဘာဝကြရတယ်လို့မနေဘူး။ तू ကအဲ့ဒီအကျွေးကိုရအောင်ဆက်ဖို့ तू ကခြေလန်းလန်းတယ် အာမင်တအကျွေးရှိတဲ့ခါငြိမ်းမနေပါနဲ့ဖျားစီကိုအရင်ဆုံးသွားပါဟာလေလုယာကိုရောကျွန်တော်ဓမ္မတော်မှာကျွေးရှိတယ်ဘယ်လိုလုပ်ရမလဲလို့ဖျားကိုဆူတောင်းရင်ဉာဏ်ပညာပေးနိုင်တော့ဖျားကဒီနေ့ကျွန်တော်ကိုးကွယ်တော့ဖျားဖြစ်တယ်ဟာလေလုယာထိုကဲ့သို့ဉာဏ်ပညာရဖို့ဖျားရှိကောင်းကြီးပေးပါစေအာမင်ကျွန်တော်အမေဆိုရင်နော်ရှေ့မှာလဲကျွန်တော်တို့တက်တည်ခံခဲ့တာအများကြီးရှိပါတယ်အကျွေးတွေအများကြီးနော် အများကြီးလားအနေနဲ့လားကျွန်တော်တို့ငွေသေးတော့မသိဘူးအကျွေးတော့ယူတယ်အမေကိုယ်တိုင်တက်တည်ခံတဲ့ရာဆိုရင်အဖေကအရာရှိဖြစ်ပါတယ်ဘုရားပြင်ဆင်ပေးတဲ့အချိန်မှာနော်ဟိုကျွဲဝချင်းကို ဖြတ်သန်းရတဲ့အချိန်လည်းရှိတယ်ခက်ခဲချင်းတွေကိုလည်းဖြတ်သန်းခဲ့ရတဲ့အခိုက်အတန့်တွေရှိခဲ့တယ်ဆိုတော့အဲ့ဒီခက်ခဲချင်းကိုဖြတ်သန်းရတဲ့အခိုက်အတန့်မှာသူ့ရဲ့အဖေရဲ့လက်အောက်မှာလှုပ်နေတဲ့နော်ကာသမားလားနော်သူစီကနေတော့အကျွေးယူခဲ့ဘူးတဲ့ဆိုတော့ခုနကစန်းစာလိုပဲအဖေနဲ့မေက အဲ့ဒီကားသမားနဲ့တွေ့ရမားကိုကြောက်နေတာအရာရှိကြီးတယောက်ကနော်ဂျေဇုတော်ကြောင့်အဲ့ဒီအဖြစ်အဲ့ဒီခြေတွေထဲမှာအကြာကြီးဖျားကတော့မဖျက်သန်းစေဘူးလွတ်မြောက်ချင်းခွင့်ကိုနှုတ်ကပတ်တော်အဖြစ်ဖျားကပေးခဲ့တယ်အာမင်ကျွန်တော်အဲ့ချိန်မှာနော်အကျွေးတွေသူ့အစင်မပြေမှုတွေရှိတဲ့ခါမှာအမေကလုံးဝမချေနှက်တော့ဘူးတည့်ရမှာဝိညာဉ်တော်ရဲ့ဖွင့်ပြချက်နဲ့ကျွန်တော်အသေးစိတ်မမမိတော့လဲပဲသူလည်းတက်တည်ခံတဲ့ခါမှာ အဲ့ဒီအကျွေးတွေမလုံလောက်ချင်းတွေကိုရန်သူတို့တတ်မှတ်ပြီးတော့မှနော်စာရွက်မှာလာရေးပြီးတော့မှအဲ့ဒါကိုဟာငါတို့နော်လုံးဝငါတို့မိသားစုကဒီအကျွေးတွေကိုဒီခက်ခဲချင်းတွေကိုငါတို့လုံးဝတိုက်ထုတ်မယ်ဆိုပြီးတော့မှနော်ဓာတ်တွေနဲ့ခုတ်တာလားဘာဘာဘာလဲမသိပါဘူးနော်အမေပြောတာရှိတယ်ဆိုတော့ကြည့်ရင်တော့ယူလို့ပဲဒီအကျွေးဆိုတာကိုမုံပြီးတော့ကိုနော်အာနော်လုံးဝကိုဖျက်ဆီးပစ်ပြီးတော့မှဓာတ်တွေနဲ့ခုတ်ပြီးတော့ဒါက prophet ပြုချက်အနေနဲ့လှုပ်ဆောင်တဲ့အရာဖြစ်စေတယ်လို့ယုံကြည်တယ်။တကယ်ပဲအဲ့ဒီနှလုံးသားရပြီးတဲ့အခါမကြာခင်မှာအကျွေးတကယ်ခြေရာတော်ခွင့်ကိုဘုရားကပြင်ဆင်ပေးတယ်။ဟာလေလုယာ။ကိုရန်သူကဲ့သို့အမှတ်တော်သူများဖြစ်ဖို့ဘုရားရှင်ကောင်းကြီးပေးပါစေ။အဲ့ခါမှာဘာရှိလဲလို့ပြောတော့ CEO တစ်လုံးမှတပါအဘယ်ဥစ္စာများမရှိပါဟုပြောတယ်။ဒါနဲ့အီလိရှဲကသွားလို့အိမ်ကြီးချင်းရှိသမျှတို့လက်သောအိုးတို့ကိုငားယူလို့မြားစွာသောအိုးတို့ကိုငားယူလို့တဲ့ဟာလေလုယာ ဖျားစီကိုသာတင်သွားတယ်ဆိုဖျားမှာတင်အကျွေးချေဖို့နီလန်ရှိကိုရှိတယ်ဆိုတာယုံကြည်ခြင်းနဲ့ဝန်ခံပါတယ်အာမင်ဖျားကပြင်ကိုပြင်ဆင်ပေးမယ်ဆိုတာယုံကြည်ခြင်းနဲ့ဝန်ခံတယ်ဟာလေလုယာအဲ့ဒီခါမှာမင်းအိမ်နာချင်းမှာသွားပြီးတော့လက်တော်အိုးတွေငားယူတော့မြားစွာသောအိုးတွေကိုငားယူတော့ဘယ်နှအိုးယူခိုင်းလဲမြားစွာသောအိုးတွေကိုငားယူပါတဲ့အဲ့ဒီခါမှာသူတို့လဲသူ့သားနှစ်ယောက်ကပတ်ပြီးတော့ငားကြတာနော်အိုးတစ်ခါ ဆရာမလည်းကျွန်တော်ပြောသူလို့ဆရာကြီးဆရာကမဟုတ်เนาะ तू ကပြောရင်လည်းအရန်ကိုပြပြောင်းပြောတတ်တဲ့ခါမှာ तू ကကျွန်တော်ငယ်ငယ်တော့ခရုစိတ်တွေမှာ तू ပြောပြเนาะအာတားနေရောက်တော့တယ်တကားခေါက်เนาะအမေလွတ်လိုက်လို့ဗျเนาะဟာဘာလို့မလို့လဲအိုးငါခိုင်းလို့ဗျเนาะတားနေရောက်ဘာမှလည်းမသိဘူး तू ငါတာဘာလို့ပို့လဲတီဦးဗျเนาะအိုးရှိသမျှငါပါဗျဆိုတော့ဟိုရလေကျေးဇူးတော်ပဲเนาะဖခင်ပြင်ဆင်ပေးတဲ့အစီအစဉ်ဆိုတော့ ဘာမှမရှိတဲ့သားမီးကိုအိုးလို့တင်ငါတာဒီဖက်တွေဘာများထဲ့မှာမို့လို့လဲငါတို့အိုးများရောင်းစားမလားလို့သင်စရာရှိပေမဲ့ဖះခိုင်းတဲ့အရာဖြစ်တဲ့အခါမှာဖះကလုံးဝတာဝန်ယူတယ်။ဟာလေလုယာ။အိုးတွေကလုံးငါပေးလိုက်တယ်ငါပေးလိုက်တယ်ရသည်မအိမ်ထဲမှာထည့်ပြီးတော့မှကိုရင်တို့ရောက်တော့ကသားတို့ကိုခေါ်ပြီးတကားကိုပိတ်ပြီးမှငါယူတော့အိုးများထဲသို့စီကိုအပြစ်လောင်း၍ထဲ့လို့ဟူစီရင်သည့်တိုင်း။စီအိုးတို့အိုးလေးပဲရှိတဲ့မိသားစုကို အဲ့ဒီအိုးလို့အများကြီးငားခိုင်းတယ်ယူလာတယ်စီလောင်းပါတဲ့တကယ်ဆိုရင်ကျွန်တော်တို့ဆိုမလုံမိမဲ့အခြေအနေအများကြီးရှိတယ်ကိုရောကျွန်တော်တို့မှာစီအိုးလေးတိုးပဲရှိလို့ဒါလေးပဲရှိတာပါဆိုမှအလွတ်တွေထဲမှာအပြည့်ထဲပါဆိုတော့ဘယ်အစီနဲ့သွားထဲရမှာလဲဒီနေ့ဝိညာဉ်ရေးရเนาะကျွန်တော်တို့ပွင့်ပေါ်ရန်အတွက်ဘုရားကခိုင်းတဲ့အခါမှာလက်တွေ့မကြရင်တော့မှသင်စတင်လှုပ်ဆောင်ပါအာမင်ဟာလေလုယာ ဒီနေ့ကျွန်တော်တို့နော်ယုံကြည်ခြင်းအိုးလွတ်တွေအိုးလက်တွေကိုဒီနေ့ဘုရားရှိခိုးမှယူသွားမယ်နေ့ဖြစ်တယ်အာမင်အဲ့ဒီခါမှာအိမ်ရောက်တော့ခါတားတို့ခေါ်ပြီးတကားကိုပိတ်ပြီးမှငါယူတော့အိုးများတဲ့သူစီကိုပြေးလောင်းရီထားလို့စီရင်သည့်တိုင်းထိုမိမသည်သွား၍တားတို့ဒီအိုးများကိုယူခဲ့ပြီးမှမိမသည်တားတို့နဲ့သူအိမ်ထဲသို့ဝင်၍တကားကိုပိတ်လျက်စီကိုလောင်းလေ၏အိုးများ၌စီပြေးတော့ခါအိုးတစ်လုံးကိုယူခဲ့အောင်တားဆိုရင်အိုးလက်မရှိပါဘူးပြန်ပြောတော့စီသည်ရက်တန့်လျက်နေ၏ဟာလေလုယား စီစီတန့်လျက်နေတယ်တဲ့ဖခင်ကစနစ်တကျလှုပ်ဆောင်တော့ဖခင်ဖြစ်တယ်ဒီနေ့နော်ယုံကြည်ခြင်းနဲ့ proverb ပြုချက်အနေနဲ့တော်လကောင်ခံယူတော်သူများတဲ့ဖခင်ကလှုပ်လို့မယ်အဲ့ဒါကတော့သင်ခက်ခဲချက်တဲနေသလားယုံကြည်ခြင်းအိုးလက်တွေယူလို့ရသမျှဖခင်စီကိုယူလာပါတဲ့ယူလာသမျှအိုးတွေကိုအပြည့်ဖြည့်နိုင်သောအစွမ်းတတ္တိရှိသောဖခင်ကကျွန်တော်ကိုးကွယ်သောဖခင်ဖြစ်တယ်။တင့်မှာယုံကြည်ခြင်းအိုးလက်တွေရှိဖို့ပဲလိုအပ်တယ်။ဟာလေလုယာ။ဟာလေလုယာ။ဖခင်က ဘန်တိုးပဲယူခဲ့ပါလို့မပြောဘူးယူလာသမျှအိုးတွေကိုအကုန်လုံးဖြည့်ပေးသောဖရားရဲ့တန်နိုင်တော်မူခြင်းဖြစ်တယ်အာမင်နောက်တိုးယူခဲ့လို့ပြောတဲ့အခါအိုးမရှိတော့ဘူးဆိုတဲ့အခါစီကရက်သွားတယ်ဟာအော်တိုစနစ်တက်တော်မှပို့ပြီးကောင်းတာနော်တချို့ကော်ဖီမရှင်းနေဆိုတော့အရင်သဘောကျကျွန်တော်တို့စတွေ့ဘူးတဲ့ချိန်ဆိုခွက်ထဲမှာခလုံးနေလိုက်တယ်အေးရှန်သွားမလားမသိဘူးဆိုရှန်ခဲ့အချိန်မှာကွက်တိရက်သွားတာဒီစနစ်ကဖရားကစခဲ့တာနော် Hallelujah. နော်စီလာရကြိုက်တဲ့အိုကြိုက်တဲ့လောက်အိုထဲ့တယ်ထဲ့တယ်အိုးကုံလဲကုံတော့စီရရက်သွားဒီနေ့ဖရားရဲ့တာဝန်ယူခြင်းဟာကျွန်တော်တို့အတွက်စနစ်ကျလွန်ပါတယ်အာမင်ဟာလေလုယာဟာလေလုယာအဲ့ဒီခါမှာနော်ဘာဝနာလဲရလဲဆိုတော့ကျွန်တော်တို့ကယုံကြည်ခြင်းနဲ့ဖရားစီကိုသွားမယ်ဖရားပြောတဲ့အတိုင်းကျွန်တော်တို့လုပ်ရဲသောသူများဖြစ်ဖို့ရည်ကြီးတယ်အာမင်အဲ့ဒီခါမှာဖရားကအိုးလက်ရှိသည်မြတ် ဒီနေ့တင့်ရဲ့ how long ဖြစ်နေတဲ့တင့်ရဲ့ bank account တွေတင့်ရဲ့ how long ဖြစ်နေတဲ့เนาะတင့်ရဲ့အိတ်ထောင်တွေယုံကြည်ခြင်းတဲ့ဒီချိန်မှာเนาะဝိညာဉ်แท้မှာဘုရားစီကိုယူဆောင်လာပါဘုရားကဖြည့်ပေးมาဖြစ်တယ် hallelujah တင့်အကျွေးကျေးနိုင်လောက်အောင်ဘုရားကတင့်ရဲ့ account ထဲမှာတင့်ရဲ့เนาะဘန်နာတိုက်ထဲမှာတင့်ရဲ့အိတ်ထောင်ထဲမှာဘုရားကအုံဖွားဆိုပြီးနမိတ်လက္ခဏာလုပ်ပြီးရောက်လာမယ်လို့ကျွန်တော်မပြောဘူး hallelujah ဖះကဖတ်ဆိုပြီးတော့မှသူ့ရဲ့အကျွေးတွေကိုချက်ချင်းခြေဖို့လှုပ်ပေးနိုင်တယ်ဒါပေမဲ့မလှုပ်ပေးခဲ့ဘူးကိုယ်တိုင်ခြေလန်းလန်းပြီးယုံကြည်ခြင်းနဲ့ကိုတော်ရဲ့တတ်နိုင်တာပဲအိုးဒီပိုင်လိုက်ပတ်ငါးခိုင်းမနေနဲ့လေတခါတည်းနော်ကောင်းငွေကနေဖုတ်ဆိုပြီးငွေထုံကြီးကြလာလဲရတာမဟုတ်ဘူးလားရတော့ရတယ်ဒါပေမဲ့ဖះကလှုပ်ခဲတယ်သင်ယုံကြည်ခြင်းနဲ့အိုးလက်တွေရှာခြင်းကိုလည်းဖះကမျှော်လင့်တာဖြစ်တယ်အာမင်ဖះပြုတဲ့နမိတ်လက္ခဏာတွေမှာ ဖះကယုံကြည်ခြင်းနဲ့လိုက်လျှောက်ခြင်းကိုလည်းเนาะမြင်ခြင်းနဲ့ဖះဖြစ်တယ်အာမင်မုံငါလုံးနဲ့ငါးနှကောင်ကနေပြီးတော့မှလူ9000ကျော်ယောက်ျားကြီးပဲကျွေးမွေးတဲ့အချိန်မှာအဲ့ဒီမုံငါလုံးနဲ့ငါးနှကောင်မပါပဲကျွေးလို့မရဘူးလားကောင်းငံနေမာနမုံတော်ချပေးနိုင်တာပဲရပါတယ်ဒါပေမဲ့ယုံကြည်ခြင်းနဲ့ပေးကမ်းခြင်းနှလုံးသားနဲ့ယူလာတဲ့အဲ့ဒီမုံငါလုံးနဲ့ငါးနှကောင်ကိုအခြေပြုပြီးဖះကအံ့ဩပွေရနေမိလက္ခဏာပြူလာဖြစ်တယ်အာမင်တင့်မှာဘာမှမရှိဘူးလို့ထင်တဲ့အချိန်မှာ စီလေးပဲရှိတယ်အဲ့ဒီစီလေးကတင်တွေ့အကျွေးချေဖို့ရန်တတိမိသားစုအတွက်အကျွေးချေဖို့ရန်အတွက်လုံလောက်သောအရင်မြစ်ဖြစ်စေတဲ့ဖရာဟာလေလုယာဒါကြောင့်နော်အိုးများနဲ့စီပြေတော့ဟုတ်ပြီထိုမိမတီလာပြီဘုရားသခင်လူကို ကြားပြောလင်အငယ်6မှာသူက ထိုးစီကိုတွား၍ရောင်းပြီးလင်ကျွေးကိုဆက်လောတဲ့ကျွန်တော်တို့လိုက်ဆိုစေခြင်းနဲ့ကျွေးကိုဆက်လော အရင်ဆုံးလောက်ခိုင်းတာကအချွေးကိုဆက်ခိုင်းတာအာမင်နေ့လေကဆရာမခွန်ပြောသလိုနော်ဟာပတ်စံရပြီကဲနော်ဗာလဲမူကထလေးပါးသွားစားရအောင်ငါတို့လဲနော်တော်တော်ခက်ခဲနေတာကြာပြီဆိုတော့ကဲဟော့ပေါ်လေးပါလေးအရင်တွယ်လိုက်အောင်ပြီးမှပဲနော်အချွေးရှင်နေလဲငါတို့အင်ရှင်မလာသေးပါဘူးလောလောဆယ်နော်အင်ဂျင်ကငါဝတ်ချင်နေတာကြားလာပြီဟေးအဲ့ဒါတွေငါနည်းနည်းပြေးဝယ်လိုက်ဦးမယ်ဆိုပြီးတော့မှအော်မလုတ်ခိုင်းဘူးအရင်ဆုံးပြေးပြီးတော့မှအကျွေးကိုဆက်ခိုင်းတယ်ဟာလေလုယာဒီနေ့အကျွေးရှိရင် <laughs> ချက်ချင်းဆက်ဖို့ရန်အတွက်နှလုံးသားပြင်ဆင်ထားရအောင်အာမင်ဟာလေလုယာကျွင်းသောစီကိုအမိပြု၍သင်နဲ့သားတို့သည်အသက်မွေးကြလော့တဲ့ဖခင်ပြောတဲ့ step တိုင်းလုပ်တယ်ဆိုရင်သင်ရဲ့အကျွေးကျေုံနဲ့မကသင်ရဲ့အသက်မွေးဖို့ရန်အတွက်လုံလောက်သောကောင်းကြီးကိုပင်ဖခင်ကပြင်ဆင်ပေးထားတာဖြစ်တယ်အာမင်ဒီနေ့နှုတ်ကပတ်တော်က အာအရင်တက်ကြွပြီးတော့ခွန်အားရတယ်ဆိုတဲ့ဟာမျိုးဖြစ်ရင်လည်းဖြစ်မယ်ဖြစ်ချင်မှလည်းဖြစ်မယ်သို့တော့အရေးကြီးတာကသင်ရဲ့တက်တာမှာတကယ်လိုအပ်သောကောင်းကြီးမင်္ဂလာရရှိဖို့အရေးကြီးတယ်အာမင်အကျွေးရှိလို့ဆိုပြီးကျွန်တော်တို့ကနော် condemn လုပ်နေတာကျွန်တော်တို့ကနော်ပေါ်ထုတ်နေတာကျွန်တော်တို့ကလက်ညှိုးထိုးနေတာမဟုတ်ဘူးအဲ့ဒီဘဝကနေကျွန်တော်တို့လွတ်မြောက်ဖို့ရန်အတွက်ဖခင်ရဲ့နှုတ်ကပတ်တော်ကိုအခြေခံပြီးကျွန်တော်တို့ကဝန်ခံနေတာဖြစ်တယ်ထို့တူပဲဒီနေ့အိုးလို့တင့်မှာဘယ်နှလုံးရှိလဲယူခဲ့ပါ ဖခင်ကဖြည့်ပေးมาဖြစ်တယ်ဆိုတော့အစာချောင်ဆူတောင်းมาလဲเนาะဖခင်ကဖွင့်ပြသူဒီပလင်းကလုံးဝမလွတ်ဘူးဘာလို့လဲဆိုရေနဲ့ရှိနေတယ်ဆိုတော့ရေတန်ဘူးအလွတ်လိုချင်တယ်လို့ပြောရင်ဒီထဲမှာရှိပြီးသားရေတွေကိုကျွန်တော်တို့ကသွန်လိုက်မှပဲဘူးလို့ရတာဖြစ်တယ်သူတို့သွားငားတဲ့အခါမှာငားတဲ့အိမ်ကရော့ဆိုပြီးအိုးထည့်ပေးလိုက်တယ်အဲ့ထဲမှာဝက်စာတွေပါရင်ပါမယ်သူမဟုတ်အဲ့ထဲမှာနော်ချက်ပြီးသားထမင်းတွေပါရင်ပါမယ် တခြားနော်တချို့တွေဟိုပစ္စည်းဟောင်းတွေထည့်ထားတဲ့အိုးတွေထည့်ပေးလိုက်ရင်စီထည့်လို့ရမှာမဟုတ်ဘူးတေးကြတယ်သူတို့စီမလောင်းတဲ့ခင်မှာအဲ့ဒီအိုးတွေကအလွတ်ဖြစ်နေရပဲတဲ့ဟာလေလုယာဒီနေ့သင်ရဲ့အုံနောက်အိုးတွေသင်ရဲ့အတွေးခေါ်အိုးတွေကအနုလက္ခဏာနဲ့ပြည့်နေတယ်ဆိုရင်မယုံကြည်ခြင်းနဲ့ပြည့်နေတယ်ဆိုအရင်ဆုံးလောက်ရမှာကအဲ့ဒီအိုးတွေကိုလွတ်သွားအောင်သွန်ပြစ်ရမှာဖြစ်တယ်။တင်းရဲ့အိုးတွေမှာရှိတဲ့အနုလက္ခဏာတွေကိုအရင်ဆုံးသွန်ပြစ်လိုက်ရအောင်ဟာလေလုယာ အနာမရှိသူပြောရအောင်တင်အိုးတွေကအနှုတ်လက္ခဏာတွေအင်းဆုံးသွန်ပစ်ပါလို့ပြောရအောင်အာမင်အနှုတ်လက္ခဏာမယုံကြည်ခြင်းတွေကိုအိုးတွေမှာထည့်ထားပြီးတော့မှဖျားစီရကောင်းကြီးမင်္ဂလာခံယူဖို့မဖြစ်နိုင်ဘူးအယံတန်းတဲ့စီအယံတန်းတဲ့ရေကိုခွက်ညစ်ပတ်တခြားတစ်ခုပြည့်နေတဲ့ဟာတဲ့မှာဘယ်သူမှထပ်မထည့်တော့ဘူးဒီနေ့တင့်ရဲ့အလွတ်ဖြစ်နေတာကအနှုတ်လက္ခဏာမဟုတ်ဘူးအဲ့ဒါကအပြည့်ဖြည့်ဖို့ရန်အတွက်အစာပြုခြင်းအခြေခံဖြစ်တယ်အာမင်ဒါကြောင့်ဒီနေ့တင်ဘယ်လိုမျိုး အိုးလို့တင်းနဲ့ဘုရားစီကိုလာခြင်းတလဲတင်းရဲ့အနာကတ်တွေ့နော်ကျမ်းမာခြင်းအပြည့်ဘုရားကဖြည့်ပြီးတော့မှဒီကနေ့ပြန်စီမှာဖြစ်တယ်တင်းကဘာနဲ့လာမလဲဆိုတော့ယုံကြည်ခြင်းအိုးလို့နဲ့လာမှာဖြစ်တယ်တင်းရဲ့အနာရောကျမ်းမာပြီးဒီကနေ့ပြန်သွားဖို့ဘုရားကတက်နိုင်တော့ဘုရားဖြစ်တယ်ကျမ်းမာခြင်းတင်းရဲ့အိုးလို့ထဲမှာကျမ်းမာခြင်းအပြည့်ဖြည့်ပေးမယ်နေ့ကယနေ့ဖြစ်တယ်ဟာလေလုယာယုံကြည်တော်သူများလက်ခုပ်တီးလက်ဖျားကိုချီးမွမ်းရအောင် ီနေ့တင့်အနာကတ်အတွက်လမ်းပြောင်းနေတော့သူများတင့်ရဲ့အနာကတ်အတွက်ကောင်းကြီးမင်္ဂလာများတင့်ရဲ့ယုံကြည်ခြင်းအိုးလွတ်ထဲမှာအပြည့်ဖြည့်ပြီးတော့မှပြန်လွတ်မဲ့ဘုရားဖြစ်တယ်။ဟာလေလုယာဒီနေ့တင့်ပနေရောက်ကအိုးလွတ်တည်နေဘုရားစီကိုလာမလဲ။တင့်ရဲ့မြင်ရတဲ့အကျွေးတခုတည်းအတွက်မဟုတ်ပါဘူး။တင့်ညအဲ့လိုမပျော်တဲ့အရာတွေတင့်ရဲ့အနာကတ်အတွက်ကြောက်ရွံ့နေတဲ့အရာတွေတင့်ရဲ့သားသမီးတွေအတွက်စိတ်ပူနေတဲ့အရာတွေအတွက်တင့်ရဲ့ယုံကြည်ခြင်းအိုးလွတ်တည်ယူလာခဲ့ပါ။ဟာလေလုယာ အဲ့ဒီထဲမှာဖခင်ကအဖြစ်ထည့်ပေးမဲ့ခြင်းကယခုချိန်ဖြစ်တယ်။အာမင်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ကဖခင်မနစ်သက်သောအရာတွေကိုကိုယံသူကဲ့သို့မှတ်ပြီးတော့အထူးသဖြင့်ဒီလမှာအကျွေးချေဖို့ဆိုတာအဲ့ဒီအကျွေးမရှိခြင်းနဲ့နှလုံးသားအရင်ဆုံးရဖို့ကျွန်တော်ဆုတောင်းရအောင်။အာမင်။အဲ့ဒီအကျွေးနဲ့ကင်းခြင်းသောနှလုံးသားရလာပြီဆိုရင်ဖခင်ကနော်ဒီမိသားစုကဒဲမနေဘူးမဟုတ်ဆုံးမသားမိကငါတို့ကအကျွေးနဲ့ပဲဘယ်တက်နိုင်မလဲမဟုတ်ဘူး။ဖခင်စီကိုလာတယ်။ ရာစီကိုလာတဲ့သူတွေဖခင်ကအတိတိုင်းအချင်းကြီးမလုပ်ဘူးနီလန်ပေးပြီးတော့မှအဲ့ဒီနီလန်အဖြစ်အကျွေးချေယုံလောက်တင့်ကိုဖခင်ကကောင်းကြီးပေးချင်တာမဟုတ်ဘူးနော်ဟာလေလုယာဒီလောက်မှတင့်အကျွေးချေယုံလောက်မဟုတ်ဘူးတင့်အသက်မွေးလောက်အောင်လုံလောက်ပူဆန်တော့ကောင်းကြီးကိုပါဖခင်ကပေးချင်တော့ဖခင်ဖြစ်တယ်အရောက်စီတန်းဖခင်ကောင်းကြီးပေးပါစေ